ဘုရားစာပေမှာအာဒိတ်တသုတ်ဆိုတဲ့အမည်နဲ့လည်းရှိတယ်။အာဒိတ်တပရိယာယဆိုတဲ့နာမည်နဲ့လည်းရှိတယ်ပေါ့။အာဒိတ်တရဲ့အဓိပ္ပာယ်ကမိလောင်နေခြင်းလို့အဓိပ္ပာယ်ရ။ယေရှုဘုရားကအာဒိတ်တသုတ်မှာတဘာဝမီးတဲ့ဆိုးတဲ့မီးတစ်ဆက်တစ်မျိုးကိုဟောထားတာရှိတယ်။ အဲ့ဒီမိတစ်ဆက်တစ်မျိုးဆိုတာအားလုံးကြားဘူးနေကြပါလိမ့်မယ်တစ်ဆက်တည်းအပူမိတို့ဤအပြင်းငိမ့်ရာလို့ပြောရတဲ့မယ်ရာဂမိတဲ့ဒေါသမိတဲ့မောဟမိတဲ့ဒါကအကုသိုလ်နဲ့ပတ်သက်တဲ့ပြီးသုံးမျိုးနောက်တစ်ခုကဘာလို့ဆိုရင်စရာမိဖြာတိမိမရဏမိ သောကမိပရိဒေဝမိဒုက္ခမိဒေါမနတမိဥပါယတမိပေါင်းလိုက်တဲ့အခါကျတော့11မျိုးမိ11မျိုးအဲ့ဒီ11မျိုးထဲမှာကျင်းတရမယ်မိကဘာလဲဆိုရင်ရာဂဒေါသမောဟဆိုတဲ့ကိလေသာမိတွေကငြိမ့်တရမယ်မိပဲအဲ့ဒါကိုမငြိမ့်တနိုင်ဘူးဆိုလို့ရှိရင်စရာမိတို့ဓာတိမိတို့ကတကယ်ကတော့ငြိမ့်တရမယ်မိမဟုတ်ဘူး မာနရာဂမိဒေါသမိမောဟမိတွေကိုနှိမ့်နိုင်ပြီဆိုလို့ရှိရင်ကြံတမိတွေဆက်မလောင်တော့မိကိုနှိမ့်မှနောက်ကမိတွေနှိမ့်တယ်ဆက်တမျိုးဟာနှိမ့်သွားတယ်လူလောကလူတွေကြုံတွေ့နေရတာ ਨੇ ပတ်သက်ပြီးဟောဒီအရိဒ္ဓသုံးမှာမြတ်စွာဘုရားကဝိပဿနာခြင်းစဉ်တစ်ခုအနေနဲ့အရိဒ္ဓသုံးကိုဟောထားတယ် ဒီမြတ်စွာဘုရားကစချီလိုက်တဲ့သက္ကလုံကဘာတော့ဆိုရင်သဗ္ဗံဘိက္ခွေအာဋိတံအားလုံးဟာမိတွေလောင်းနေတယ်အပြင်ကထင်းထင်းနေလောင်တာလောက်တယ်မင်းတို့မကြည့်နဲ့အားလုံးဒုသန္တမှာမိတွေလောင်းနေတယ်မင်းတို့သန္တမှာရှိနေတဲ့ယုတ်တရားနန္တရားတွေအားလုံးဟာလောင်းနေတယ် ဘာတွေနဲ့လောင်တာတုံးဆိုရင်ရာဂမီးနဲ့လောင်တယ်ဒေါသမီးနဲ့လောင်တယ်မောဟမီးနဲ့လောင်တယ်သာတိစရာဗျာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပယတဆိုတဲ့မီးတွေနဲ့လောင်တယ်ပေါ့အဲ့ဒါတွေလောင်နေတယ်ဆိုတာကိုမြတ်စွာဘုရားကဥပမာပေးပြီးတော့ဟောတာမီးနဲ့ဥပမာပေးဟောတာတကယ်လဲဥပမာဆိုတာတူလဲတကယ်တူတယ်ပေါ့ အဲမြတ်စွာဘုရားဟောတဲ့အခါမှာမိတွေလောင်နေဆိုတာစဉ်းစားကြည့်ဒါကဘုန်းကြီးတို့တို့ရဲ့တန်တမှာဘာရိစာဖြစ်နေတယ်လေကိုယ့်ကိုပြန်ပြီးတော့အာယုံဆိုင်ကြည့်ရစီလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံတွေမမြင်ရဘူးလားမြင်ပြီးတဲ့အခါမှာမြင်သိစိတ်တွေမဖြစ်ဘူးလားဖြစ်ပါတယ် အေးမြင်သိစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုရမသွားဘူးလားအေးမျက်စိရဲ့အဆင်းအာယုံရဲ့ထိုမျက်စိနဲ့အဆင်းအာယုံနှစ်ခုတိုက်လို့ပေါ်လာတဲ့မြင်သိစိတ်ရဲ့ထိုမြင်သိစိတ်ကနေပြီးတော့အာယုံနဲ့ဆက်သွယ်ပေးလိုက်တဲ့မြင်သိစိတ်ပေါ်မှာဖြစ်ပေါ်လာတဲ့ဖတ်တာဆိုတဲ့တဘာဝတရားရဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့အခါကျတော့ အာယုံပေါ်မှာအတွေ့အကြုံရသွားတာကောင်းရင်ချမ်းသာတယ်ဆိုတဲ့အတွေ့အကြုံမကောင်းဘူးဆိုရင်မကောင်းတဲ့အတွေ့အကြုံကောင်းမကောင်းနှစ်ခုမဟုတ်ဘူးဆိုရင်ကောင်းမကောင်းနှစ်ခုမဟုတ်တဲ့အတွေ့အကြုံကောင်းတာကိုဒုက္ခမကောင်းတာကိုဒုက္ခကောင်းမကောင်းနှစ်ခုရောနေတာကို ကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးလို့မထင်ရှားတာကိုအတ္တခမဒုက္ခလို့ခေါ်တယ်စိတ်ရဲ့ခံစားချက်ဟာ၃မျိုးလာတယ်เนาะမှန်ပါပါ အဲ့ဒါလို့မျက်စိလေးဖွင့်လိုက်တာနဲ့တပြိုင်နက်မိတွေလောင်းတယ်ဆိုတာဘယ်လိုလောင်းတာလဲစဉ်းစားကြည့်ဘုန်းကြီးတို့တဏ္ဍာမရှိနေတဲ့မျက်လုံးလေးပဲကြည့်ပါသက္ခုပတာရဆိုတဲ့မျက်လုံးလေးကမိတွေလောင်းနေတယ်ဗာမိလောင်းလဲဆိုလို့ရှိရင်ဒီမီးကပူရာမဟုတ်ဘူးမပူပဲနဲ့လောင်းနေတာဘာလောင်းလဲလို့ဆိုရင်ကြည့်မျက်စိလေးဟာတဖြည်းဖြည်းရင့်လျော်လာတဲ့ သဘောဆရာသဘောမရှိဘူးလားရှိပါရဲ့ခင်ဗျာအေးတဖြည်းဖြည်းမှုံလာတာအဲ့ဒါမေးလောင်နေတာပဲမှန်ပါလားမျက်စိလေးကတဖြည်းဖြည်းမှုံ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 လာတယ်ယောဂဝေဒနာရလာတယ်တဖြည်းဖြည်းမှုံလာလို့ရင့်ရောလာတယ်ဆိုလို့ရှင်ဇရာမေးလောင်တာနော်မျက်စိယောဂရလာလို့ဆိုလို့ရှင်ဗျာဒီမေးလောင်တာပဲမှန်ပါနောက်ဆုံးတည်သွားတဲ့အခါတငယ်အိမ်ပြက်ပြီးတော့ဘာမှမမြင်ရတဲ့ဟာက မရဏမီးလောင်တာပဲအေးမသိခင်ကြားလေးမှာမျက်စိအတွက်ဩငါမျက်စိတခုခုဖြစ်ပြီတာမန်နေရင်တော့လူတွေကမသိကြဘူးမျက်စိမှာတော့ဟောခွဲရမယ်တဲ့စိတ်ရမယ်တဲ့တခုခုဖြစ်လာပြီဆိုရင်ကြောက်ရွံ့စိုးရိမ်စိတ်တွေမွဲမူးလားမွဲပါဘူးအဲ့ဒါဒုက္ခမီးလောင်မြန်တာပဲပေါ့မျက်စိနဲ့ပတ်သက်ပြီးဒုက္ခဖြစ်တယ်အေးကိုယ်ကိုမထိနိုင်လို့ငိုရတဲ့အခါမျိုးရှိရင်ပြိတွေကွာ မျက်စိတွေချိန်ဆက်နေတယ်ဆိုလို့ရှိရင်ဒုက္ခဆိုတဲ့မိလောင်တာမျက်စိချိန်ဆက်တာကိုအကြောင်းပြုပြီးတော့စိတ်တွေဆင်းရဲနေရင်ဒေါမနတာဆိုတဲ့မိလောင်တာဥပ္ပန်စိတ်တွေအားကြီးလာလို့ရှိရင်လည်းဥပါယတာဆိုတဲ့မိလောင်တာအော်ဘုန်းကြီးတို့ရထားတဲ့မျက်လုံးလေးဟာကြည်တာမန်ကြည့်မယ်ဆိုရင်ကြည်နော်သာတိစရာပြာတိပရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့ မိတွေကလောင်းနေဘူးလားလောင်းနေပါတယ်ဆင်ဆဲမဲ့ပြလောင်းနေတာနော်မိလို့တောင်မသိဘူးမိလို့မသိဘူးနော်အဲ့ဒါတွေကိုမြတ်စွာဘုရားကဒါတွေကလောင်းနေတာမျိုးလုံးလေးရလာတဲ့အချိန်ကစပြီးတော့ဒါမိလောင်နေမိလောင်နေတာပဲမိလောင်နေတာမှယန္နာဆရာမရှိဘူးလောင်းနေတာအဲ့ဒါမျက်စိလေးကိုမိလောင်နေတဲ့သဘောပဲအေးတခါကျတော့ ကြီးတဲ့ပိုဆိုးလာတဲ့မျက်စိကိုမိလောင်တာပါတော့ဆိုရင်မျက်စိအားအယုံလေးနဲ့တွေးလိုက်တဲ့အခါကျတော့အဲ့ဒီမျက်စိဆိုတဲ့မြင်အယုံလေးတဲ့မှာလာပြီးတဲ့အခါမှာလိုချင်တဲ့စိတ်တွေလောဘတွေဖြစ်မလာဘူးလားဖြစ်လာပါဗျာအေးဖြစ်လာတာလေမျက်စိထဲမှာမြင်လာတဲ့အယုံတစ်ခုနဲ့ဆွဲပြီးတော့ဖြစ်တာဖြစ်လို့မျက်စိနဲ့ပတ်သက်တဲ့မိပဲအဲ့ဒါလေရာဂဆိုတဲ့မိလောင်မြန်တာပဲမှန်ပါဗျာ အဲ့ဒီမျက်စိလေးအမြင်ပေါ်မှာအာယုံတစ်ခုကိုမကျင်တတ်လို့ဒေါသဖြစ်လို့ရှိရင်လေမျက်စိကိုဒေါသမီးလောင်မြန်နာပဲအဲ့လိုမဟုတ်ပဲနဲ့လုံးတဲ့မလုံးတဲ့မျက်စိကနေမှားမှားယွင်းယွင်းနေမြင်ပြီးတော့အမှန်ကိုမမြင်ဘူးဆိုလို့ရှိရင်လေအသိဉာဏ်အခြေမခံလို့မှားမှားယွင်းယွင်းနေမြင်နေပြီဆိုလို့ရှိရင်လေဘာတော့မောဟမီးလောင်မြန်နာပဲဆိုတော့ ကဲမျက်စိမှာနှိမ့်မရအောင်အမျက်လောင်နေတဲ့မိတွေကဇာတိဇရာဗျာတိမရဏဆိုတဲ့မိတွေပဲမှန်ပါပါယမယံခါဖြစ်လာတဲ့မိတွေကသောကပရိဒေဝဒုက္ခဒေါမနတဥပါဒါဆိုတဲ့မိတွေပဲယမယံခါလောင်လိုက်ပြီဆိုတဲ့အခါကျတော့ရာဂမိက လောင်နေဒေါသမိက လောင်နေမောဟမိကလောင်နေဟောမျက်စိလေးဟာတေချာစဉ်းစားကြည့်လို့ရှိရင်အမျက်လောင်နေတာကတော့ဇရာတို့ဗျာတိတို့ပဲ တဖန်မျက်စိလေးဟာပြန်ပြီးတော့ကြည့်မယ်ဆိုရင်စကုပတာရယုတ်ကလေးဟာနော်စိစိ6ခွန်ချက်ဖြစ်ပြီးတာနဲ့တပြိုင်နက်ဟောဒီစကုပတာရယုတ်ကလေးတစ်ခုဟာပြတ်သွားပြန်မှန်ပါနောက်ထပ်အစားထိုးတယ်အမြဲတမ်းပဲဘုန်းကြီးတို့ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားပြတ်သွားလိုက်အစားထိုးလိုက်ပြတ်သွားလိုက်အစားထိုးလိုက်ဒီလိုသွားနေတာမှန်ပါဗျာသိဗံဆရာတွေပြောတဲ့ဆဲလေးတွေ ပြက်သွားပြီးတော့တခါနောက်ထပ်ဆဲအစ်စ်ပေါ်တယ်လို့ပြောတယ်မဟုတ်လားအေးမျက်စိမှာရှိတယ်ဒီပတာရယုတ်ခံကနေထုတ်လုပ်လိုက်တဲ့ဟာကလည်းပဲဒလဆက်တစ်သလုံးအတွက်ထုတ်လုပ်ပေးတာမဟုတ်ဘူးဖြစ်ပြီးရင်သူ့အတိုင်းတာလေးတစ်ခုရပြက်သွားပြန်တယ်နောက်ထပ်အစ်စ်ထုတ်တယ်အစ်စ်ထုတ်တာအတိုင်းတာတစ်ခုရပြက်သွားတယ်အဲ့လိုဖြစ်ပြီးပြက်တာတွေကအမတန်မှများတယ် အကံရိပ်ဖြစ်ပြီးတော့မပြတ်ဘူးဆိုလို့ရှိရင်ငယ်ငယ်တုန်းကမျက်စိလေးဟာအသက်ကြီးသည့်ထီအောင်ရှိနေမှာပေါ့မှန်ပါမရှိဘူးလေမရှိပါဘူးပုံတူကလေးတွေလာတာနောက်လာနေတာတွေက copy တွေကြီးပဲအကုန်လုံးမှန်ပါเนาะမှန်ပါမျက်လုံးနဲ့ copy မဟုတ်ဘူးတစ်ခုလုံးလည်း copy ပဲမှန်ပါဓာတ်ပုံရိုက်ပြီးတော့ရှင်ကြည့်ပေါ့ငယ်ငယ်တုန်းကယုံနေအခုယုံတူသေးလားမှန်ပါဗျာ copy တောင်မှ quite a different မတူတဲ့ copy ကြီး တ်လားမတူတဲ့ဟာတွေတဖြည်းဖြည်းထုတ်လုပ်သွားတာသို့တော့စင်တူရိုးမှားလေးထုတ်လို့